တော့အခန်းပိတ်ပြီးတနအီကျော်လောက်ကိုဒီပြာရေးမှုနဲ့ပေါ့နော်မြန်းတယ်ဆိုတော့စဉ်းစားကြည့်လေဗျာဒီအခန်းနဲ့ပိတ်ပြီးမေးတယ်ဆိုတဲ့ကလေးရဲ့စိတ်ဖိစီးမှုတွေဘယ်လောက်တော့ရှိနိုင်မလဲစဉ်းစားကြည့်လေသူဘာဖြစ်လို့အများကြီးရဲ့ဝိုင်းအနိုင်ကျင့်တာကိုခံရတာလဲကြောက်လို့လားသူကိုဒီလိုမျိုးကြီးရိုက်တာတော့မှပဲဘာဖြစ်လို့ငိမ့်ခံနေတာလဲနှစ်နှစ်သုံးနှစ်ကလေးတွေတော့မှကို့ထီပုတ်ကနေဆိုပြန်လောက်တတ်တဲ့အရွယ်လေး လူအားလုံးမင်းမင်းပါပါမျိုးရေ Imuke YouTube Channel ကိုကြိုးစားလိုက်ပါတယ်ဒီနေ့တစ်ဆက်ပေးမဲ့သတင်းလေးကလိုင်းမှာအရင်ကမှနာမည်ကြီးနေနောင်မြမျိုးအရက6အကြောင်းလူတွေချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအနိုင်ကျင့်ခံရတဲ့မိန်းကလေးကိုတောင်ဝင်ရှိတဲ့လူကြီးမင်းတွေကဒီအခက်အခဲပိတ်ပြီးတော့အနိုင်ကျင့်ခံရတဲ့မိန်းကလေးကိုစစ်ဆေးတယ်။အိမ်မှာတော့ဒီအကြောင်းဖြစ်စဉ်ကိုဒီဗျူဖိုင်လေးမှာပြည့်စုံရှင်းပြထားတယ်။ကျွန်တော်မျိုးလည်းသိရအောင်လို့ဘူဒရာအနေနဲ့ပြန်လည်ဝင်မဲ့ဒီဆက်ပလေးချင်းဖြစ်တဲ့ဆက်ဖြစ်မယ်ဆိုတာကိုတော့ကျွန်တော်တို့အတူတူကြည့်ကြည့်လဲအောင် ဒီပွဲเนาะဒီပွဲမှာကျမတို့တယောက်တည်းဖြစ်နေတဲ့ရိုက်ခံရတဲ့ကောင်မလေးဘက်ကနေတစ်ချက်ကြည့်ကြည့်အောင်သူဘာဖြစ်လို့အများကြီးရဲ့ဝိုင်းအနိုင်ကျင့်တာကိုခံရတာလဲကြောက်လို့လားသူကြောက်လို့လားဒါမှမဟုတ်သူမိဘတွေကပြောထားလို့လားเจ้ามายําผิดกาอูสาช้อซาแม่ยําผิดจောက်ทุกข์ให้แม่นี่บลูบลุ้งเนี่ยบลูบลุ้งเนี่ยดิโลบลุ้งเนี่ยเจนเนี่ยบลา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 ดาริเปาะทาลูกตุคันนี่ล่ะโกดิโลမျိုးยี้ย้ายตาดาวมาเวบาผิดลูกงิ้งคันนี่ล่ะแลเนาะ ခလေးသေးသေးလေးကစပြီးတော့နှစ်နှစ်သုံးနှစ်ခလေးလေးတောင်မှကို့ထီပုတ်ကနဲ့ဆိုပြန်လောက်တတ်တဲ့အရွယ်လေးလူများနေလို့ကြောက်လို့လားများနေလို့ကြောက်လို့လား ကလေးမလေးမျက်နှာမှာလည်းသူတို့ကြောက်တဲ့အရေးအယံတော့ကျမမတွေ့ဘူးသူ့အိမ်ကိုကြောက်လို့သူ့အိမ်နဲ့မရှင်းရဲ့လို့ဖြစ်နေတဲ့အဖြစ်မျိုးကျမတွေ့ရတယ်ဒါကျမတယောက်တည်းသဘောထားကွဲလွဲခွင့်ရှိရပါတော့ကျမပြောချင်တာသတ္တမိတွေကိုတအားမချုပ်ချင်နဲ့အခုဖြစ်လာတဲ့ပြဿနာမှာအရန်ခလေးမလေးကဒါသူ့တစ်သက်လုံးမှာတိမ်ငယ်စိတ်တွေနဲ့နေသွားရတော့မယ်သူတို့မျက်နှာကိုကြည်တိုင်းမှာတွေ့တိုင်းမှာအရန်စိတ်မကောင်းဖြစ်ဖို့ကောင်းတယ်ဒါကြောင့်မလို့တွေ့တဲ့ဖြစ်လာတဲ့ပြဿနာကိုမှန်မှန်ကန်ကန်နဲ့ဖြေရှင်းနိုင်ဖို့မိဘတွေဘက်ကလည်း ပန်ဖို့ပေးတဲ့နဲ့ခလေးကိုချုံနောင်ပွဲမထားပဲနဲ့ပြဿနာမဖြစ်ကောင်းလို့ရမြစ်ကောင်းလို့ရမြစ်ဘာဖြစ်လို့လဲမဆမ်းကြတော့ဒီလိုမျိုးဒီလိုမျိုးတွေပြောနေမဲ့မိပါတွေဆိုတာကိုကိုတိုင်းမဖြစ်စေနဲ့ပြီးတော့သားသမီးကိုချုပ်ချယ်တဲ့မိပါတွေမဖြစ်စေနဲ့သူ့အရွယ်နဲ့သူ့သူ့လွတ်လပ်ခွင့်နဲ့သူလုံနိုင်ကန်တိုင်းသွားနိုင်လာနိုင်ဆုံးဖြတ်ချက်အမှန်ကန်ရမယ် ကျမတို့ဆိုငငယ်တုန်းကလည်းအဲ့လိုပဲအုပ်စုဖွဲ့အနိုင်ကျင်တာကျမတို့ကြုံဘူးတယ်ကျမကြုံဘူးတယ်ကျမပြဿနာကိုကျမတယောက်တည်းကျမဖြေရှင်းခဲ့တယ်ပြဿနာလူကြီးတွေပါနောက်ပိုင်းဆိုပါလာကြတယ်ဘလို့ရှင်းနိုင်ဘလို့ရှင်းနိုင်ဆိုကိုလည်းပြောပြရတယ်လေဒီလိုဒီလိုရှိတယ်ကိုပြဿနာဒီလိုကိုအမှန်ပြောပြရတယ်သူတို့လည်းပြန်ပြောတယ်ပြောလို့ကိုကရိုက်တာဒီလိုမျိုးအသူတို့ပြောရကကိုထပင်းစားနေတာလာပြီးတော့ထပင်းစားနေမှာမဟုတ်လဲသူကချီးစားနေတာဆိုတော့ဟဲ့ဆိုကောင်းမဆိုပြီးဖြက်ရိုက်ထိုက်တာအဲ့ဒါအေးသွားเนาะအဲ့ဒါငဲငယ်လေး၆တန်းလာမသိဘူးအဲ့ဒါရုံးကနေရောက် ကျောင်းတွေရဟိုဘက်ကပက်ဆက်ရှိတော့သိတယ်မလားပြူ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 းတွေနဲ့အဲအမေကလည်းအဲဘာဖြစ်တာလဲငါသမီးကဒီလိုမျိုးသူမျိုးတခါမှဒီလိုမလုပ်ဘူးဘာဖြစ်တာလဲဆိုတော့အမေနဲ့ တွေ့လဲတွေ့ရော အမေကဘာပြောလဲသမီးထမင်းစားနေတာတော့ထမင်းစားထမင်းစားနေတာမဟုတ်ချီစားနေတာပြောလို့သမီးရိုက်ထိုက်တာဆိုတော့အေးဟုတ်ဟုတ်တယ်ဆိုပြီးအမရှင်းကြတယ်မာကြီးတို့လုံးနဲ့ဘာဖြစ်တယ်ညာတို့လူကြီးတဲ့ကိစ္စကိုအခုထိကိုမသိငယ်ဟာဟုတ်ကွယ်တို့တွေ့တဲ့အချိန်မှာလဲကိုမသိငယ်ဟာဟုတ်ရိုက်ခိုင်းရတဲ့ကောင်မလေးကလည်း तू ပြောလို့ तू ရိုက်ခိုင်းရတာဆိုတော့သူ့မှာသိငယ်စိတ်တော့မရှိဘူးအဲဒါဘာပဲဖြစ်ဖြစ်သားသမီးတွေကိုမွေးတဲ့အခါမှာဖြစ်ဖြစ်လွတ်လွတ်လပ်လပ်ကလေးတော့မွေးတာပေါ့နော်တားကြီးလွတ်လပ်တာတို့ဒီလိုမိဘနဲ့သားသမီးနားလဲအောင်ဖွင့်လင်းအောင်ပြောတတ်အောင်ပြောတာဒီကလေးမလေးကမျက်နှာ ကြည့်ရတာတကယ်ဘာလုံးလုံးငိန်ခံနေတဲ့ပုံစံပေါက်နေတဲ့အတွက်ဘာကိုသူကြောက်တာလဲသူမိဘကိုကြောက်တာလားဆရာတွေကိုကြောက်တာလားပြဿနာမဖြစ်ချင်တာလားတကယ်ချင်းပေါင်းသင်းတွေကိုကြောက်တဲ့သူ့ကိုလုံနေတဲ့လူကိုကြောက်တဲ့မျက်နာတော့သူ့မှာကျမမတွေ့ရဘူးငါကျမတယောက်တည်းအမြင်ပေါ့နော်ကျမဒါလေးပြော့ပြပေးတာသားသမီးတွေကလည်းဆုံးဖြတ်ချက်မှန်တဲ့သားသမီးတွေဖြစ်ကြပါစေမိဘတွေကလည်းသားကောင်းသမီးကောင်းတွေရကြပါမြောင်မြကဟိုနင့်နာသွားတဲ့နော်နင့်နာသွားတဲ့ចောင်းသူလေးအចောင်း ကြားရတာစိတ်တော့မကောင်းပါဘူးခလေးကအခုတော်တော်လေးစိတ်ဖိစီးမှုဖြစ်နေတယ်တဲ့စိတ်ပိုင်းဆိုင်ရာနည်းနည်းချိုးတက်မှုဖြစ်နေတယ်လို့ပြောတယ်ဒီအရွယ်လေးလေးသိတယ်မလားဟိုမိုးချုပ်လို့ရှင်တို့လောက်ဆရာရှိလုံးမလုံးလို့ရှင်တောင်းငနဲ့နေအောင်အိတ်သွားတဲ့အရွယ်လေးအခုကဒီအိတ်ဆေးတွေပိုင်တောင်ပေါက်ရတဲ့အနေထားမှုဖြစ်နေတယ်ခလေးရဲ့စိတ်ပိုင်းဆိုင်ရာနည်းနည်းချိုးတက်မှုရှိတယ်လို့တော့ကြားတယ်ဗောနော်ကျွန်တော်တို့တော့မြင်တာတော့မမြင်ဘူးဒါပေမဲ့အဲ့လိုမျိုးကြားတယ်ဒီခလေးကိုတဲ့ ဒီအခန်းပိတ်ပြီးတော့ဗောနော်အခန်းပိတ်ပြီးတနားကျော်လောက်ကိုဒီပညာရေးမှူးနဲ့ဗောနော်ဒါမေးမြန်းတယ်ဆိုတော့စဉ်းစားကြည့်လေဗျာဒီအရွယ်လေးကဒီအရွယ်လေးကဟိုဘလောက်အတွေ့အကြုံရှိမှလဲဒီလိုအခန်းနဲ့ပိတ်ပြီးမေးတယ်ဆိုတဲ့ကလေးရဲ့စိတ်ဖိစီးမှုတွေဘလောက်တော့ရှိနိုင်မလဲစဉ်းစားကြည့်လေနော်ကျွန်တော်ခင်ဗျားတို့ကျွန်တော်တို့လူကြီးတွေဆိုတာကဟလာဟိုအတွေ့အကြုံတွေအများကြီးလောကဓာတ်တရားတွေအများကြီးရင်ဆိုင်ခဲ့ရတဲ့အတွက်ဒီ အတွေ့အကြုံပေါ်မှာမူတည်ပြီးခံနိုင်ခြင်းရှိပြီမဲ့ဒီကလေးလေးကဘာမှနားလည်သေးတာမဟုတ်အတွေ့အကြုံရှိတယ်မဟုတ်အခုကဘယ်လိုလဲဆိုတော့လူတွေရဲ့ဝိုင်းပြီးတော့နိုင်အနိုင်ကျင့်မှုကိုလည်းခံရတယ်နော်အခု line ပေါ်မှာလည်းအုတ်အက်တောင်းညမ်းတဲ့ဟလာခါတယ်လူတွေရဲ့ပြောမှုဆုံမှုတွေကလည်းရှိတယ်လေအဲ့တော့ဟိုသူ့ရဲ့တိတ်ခါတရားတွေဆိုတာလည်းမရှိတော့ဘူးသိတယ်မလားသူ့ရဲ့တိတ်ခါကိုချင်းတရားတွေတိတ်ခါတွေကကြာဆင်းသွားတယ်သိတယ်မလားသူ့ရဲ့ဒီပြောမယ်ဆိုတော့ ဟိုသူ့ဘက်ကရှိတယ်လို့လဲသူ့ကိုဝိုင်းပြီးပုတ်ခတ်ပြောဆိုတဲ့သူတွေလည်းရှိတာပဲလေအခုတော့ဒီပညာရေးမှုကကွာပြောမယ်ဆိုလို့ရှင်အခုလိုစစ်ဆေးတယ်ဆိုတာကဘေးနားမှာအုတ်ထင်းသူပေါ့နော်အုတ်ထင်းသူကလားမိဘသူမဟုတ်ဘူးတရားရောက်ပေါ့နော်ဒါထားသိနေပေါ့နော်ဒါလို့မေးမယ်ဆိုရင်ဒါကလေးရဲ့စိတ်ဖိစီးမှုကနည်းနည်းတတ်တာမလားလို့ထင်နေပေါ့နော်အခု ဘာဒီတောင်ကလေးဒီနင့်နာသူမိန်ဟိုကလေးမဘက်ကနေဘာဒီတောင်ဘလောက်တောင်စစ်စည်းစရာတွေရှိလို့လဲလို့အားလုံးလည်းမြင်ပြီးသားပဲသိတယ်မလားဒီလက်ပြမှာဆင်သွားတယ်လို့ထင်းထင်းမြင်နေတဲ့ကိစ္စပဲလေဒါဟိုကလေးကိုဘာဒီတောင်အခန့်ပိတ်ပြီးတော့ဟိုစစ်စည်းမင်းမြန်းစရာတွေရှိလဲနော်အဲ့တော့ရှိလေရှိတယ်ဆိုရင်လည်းဒါအုတ်ထင်းသူတရားရောက်ကိုဘေးနားမှာခေါ်ပြီးတော့ဒီလိုမျိုးစစ်စစ်မင်းမြတ်မှုလေးလုပ်မယ်ဆိုရင်ခလေးကဒါတော်အောင်မယ်ပေါ့အခုကစဉ်းစားကြည့်လေကွာ ပညာရေးမှုဆိုတဲ့အဆင့်လေနော်သူကចောင်းចောင်းသူလေးဖြစ်တယ်ចောင်းသူလေးဘက်ကနေကြည့်မယ်ပညာရေးမှုဆိုတဲ့အဆင့်ဟာတကယ်ကိုမိုးနဲ့မြည်တိတယ်မလားအဲ့တော့ခလေးရဲ့စိတ်ဖိစီးမှုဘလောက်ရှိမလဲဆိုတာစဉ်းစားကြည့်နော်ဟောကျွန်တော်တော့တိတ်ပြီးတော့တော့မပြောချင်ပါဘူးနော်တိတ်မပြောချင်ဘူးဒါပေမဲ့ဟိုတော်တော်စိတ်မကောင်းဖြစ်ရတယ်တိလားခလေးကဝိုင်းနိုင်ခြင်းခံရတာလဲနော်ဟိုစိတ်ဖိစီးမှုဖြစ်တယ် အခုလိုင်းပေါ်မှာဒီလိုတွေဖြစ်တာလဲအခုသူ့ရဲ့စိတ်ဖိစီးမှုတွေဖြစ်တယ်အခုဒီဒီကလေးကိုခေါ်ယူစစ်ဆေးတဲ့နေရာမှာလဲဒီလိုမျိုးအခန့်ပေးပြီးတော့ကလေးတယောက်တည်းဆိုတဲ့ဥစ္စာလဲဒါကလေးအတွက်အခုလောလောဆယ်မှာကလေးကတော်တော်လေးစိတ်တို့ချိုးတက်နေတယ်လို့ပြောတယ်သိလားတော်တော်လေးကိုတော့ဒါကြားရတာတော့မကောင်းဘူးเนาะဒီပြောချင်တာကဒီဝိုင်းအနိုင်ကျင့်တဲ့ကလေးတွေရဲ့မိသားစုရဲ့စရိုက်ကလည်းဘလို့ဇယိုင်မျိုးလဲเนาะကြည့်ရတာတော့ဟိုထင်ချင်းနဲ့ပြောမှဆိုရင် ဘာသူရက်ကွက်မှာပတ်စံရှိတဲ့ဩဇာအာဏာရှိတဲ့မိသားစုအတိုင်းဝိုင်းလားဒါမှမဟုတ်ရင်စိုးတွေလားသူတို့မိသားစုတွေကဒါမှမဟုတ်လို့ရှိရင်ရက်ကွက်ထဲမှာဟိုဘသူမှသူတို့အဖက်မလုလောက်အောင်ပါသူတို့ကဒီဒီကလေးတွေရဲ့မိသားစုအတိုင်းဝိုင်းဟိုဘယ်လိုပြောမလဲလူရန်ကားတွေလားနော်ဒါတော့အဲ့လိုမေးတာများတယ်လို့ထင်လဲဒါနားလဲပြီဘာဖြစ်လဲလဲဆိုတော့နော်ဥပ္ပဟိုလက်ဦးဆရာဆိုတာမိပါလေဟုတ်တော့လား လက်ဥစရာဆိုမိဘပဲအဲ့တော့မိဘကဟိုဆုံးမတုံတင်မှုနဲလို့နော်ကလေးတွေကိုဘာသာရေးနော်အသိစိတ်တွေယဉ်ကျေးမှုအသိစိတ်တွေမပေးလို့မိဘကမပေးလို့တော့ကလေးတွေကဒီလိုရန်ရန်ဆန်ဆန်ဖြစ်ရတာအခုစဉ်းစားကြည့်လေအခုဝိုင်းမိအနိုင်ကျင့်တဲ့ကလေးတအုပ်ကလူရဝင်သေးလားသူတို့ရဲ့ရှာတော့တမိုင်းချောင်းကသွားပြီလေအဲအဲ့ဒါပဲလူသေးပေမဲ့ နာမည်မသိစင်းနဲ့အခုကလူမသိသေးဘူးနာမည်လေးသိသွားပြီသိတယ်မလားအဲ့တော့အခုလောလောဆယ်နော်သူတို့အကြောင်းတော့သိစိတ်မဝင်စားဘူးလောလောဆယ်ဒီကလေးမလေးအကြောင်းကြားပြီးတော့စိတ်ထဲမကောင်းတာနော်ကလေးလေးကအခုတော်တော်လေးစိတ်ဖိစီးမှုဖြစ်နေတယ်တဲ့စိတ်ပိုင်းဆိုင်ရာမှာတော်တော်လေးချိခိုက်တယ်လို့ပြောတယ်အဲ့တော့နည်းနည်းဟိုလူကြီးတိုင်းလဲဟိုစာတတ်တိုင်းလဲဟိုအသိဉာဏ်အသိပညာဆိုတာရှိတာမဟုတ်ဘူးသိတယ်မလား အဲဒါဒါလေးကိုကျွန်တော်ပြောချင်တာနော်ဟုတ်ကဲ့ပါမျိုးကြီးကျွန်တော်ပြဖန်လေးကတော့ဒီလောက်ပါပဲဒီပြဖန်လေးကအဲလိုင်းမောင်မှာအရင်ကမှနာမည်ကြည့်ပြီးတော့ဝေဖန်မှုကြီးလည်းမြင့်တက်နေတယ်ဒီចောင်းသူចောင်းသားမိပါတွေရလည်းចောင်းသူလေးတွေစိတ်ပူနေကြတယ်ဒီတရားမျှတမှုရရှိအောင်လည်းမဖြည့်ရှင်းပေးလို့အခုလောလိုင်းမောင်မှာဒီအဲចောင်းသားចောင်းသူမိပါတွေကပွဲစုနေကြတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမျိုးရဲအတူတူနေထိုင်မှုဆက်စပ်ကိုလည်းကျွန်တော် comment မှာ message ပေးခဲ့လို့ရလို့ဝေဖန်အကြံပြုနိုင်ပါဗျ။အဲကျွန်တော်ရဲ့ပြူဖန်လေးကတော့ဒီလောက်ပါပဲ။ အတရင်အစ်တတွေရရှိလို့ရှိရင်လည်းတစ်ဆက်ပေးပါဦးမယ်ဗျကျွန်တော်တို့ channel နေဘူးတုဒရရဲ့တဲ့ကြောင့်လည်းဆီလီတဲ့အစ်တတွေကိုမြဲတစ်ဆက်ပေးပါမှာကျွန်တော်တို့ channel like subscribe နဲ့ like subscribe နဲ့ပြင်တဲ့ notification လို့ပါနှစ်ခဲပေးဖို့တော့ဆွေးချင်ပါတယ်ကျွန်တော်တို့ channel အပိကြည့်ရှုသူတွေအချင်းချင်းကြည့်နိုင်ကြည့်မြိုက်တင်ပါတယ်နောက်ထပ်ပြီးပါပြန်ဆောင်ကြမယ်တရား